တပင်နဲ့မြို့ရဆိုပေမဲ့ဇက်ခုမှမပြောဘဲရွှေရှင်မှပြောတဲ့မင်းသားကြီးဦးညွဝင်ရဲ့ဘဝဇာတ်ကြောင်းပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်ဇက်ဘမိတ် channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရယ်အနုပညာရှင်တိုင်းလိုချင်ကြတဲ့အကယ်ဒမီရွှေစင်ရုပ်ထုကြီးကိုမြန်မာတပိုင်းတစ်လျှောက်မှအများဆုံးရရှိထားတဲ့မင်းသားကြီးကဘယ်သူများဖြစ်မလဲဆိုတာပရိသတ်ကြီးလိုလည်းသိကြမှာပါသူကတော့မြမရုပ်ရှင်ထူးချွန်စုခုနှစ်စုတိတိကိုရရှိပိုင်ဆိုင်ထားတဲ့နိုင်ငံကျော်မင်းသားကြီးဦးညွန်ဝင်းပဲဖြစ်ပါတယ်။ ယနေ့အချိန်ထိမင်းသားကြီးဦးညွတ်ဝင်းရဲ့စံချိန်ကိုကျော်နော်နိုင်တဲ့ရုပ်ရှင်မင်းသားမင်းသမီးတွေဆိုတာကလည်းနောက်ထပ်ထပ်ပြီးပေါ်ထွက်မလာခဲ့သေးပါဘူး။ဒီလိုမျိုးမြမရုပ်ရှင်လောကမှာရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုရိုက်ကူးခဲ့ပြီးအကယ်ဒမီရွှေစင်ရုပ်တုကြီးကိုလည်းအများဆုံးပိုင်ဆိုင်ထားတဲ့မင်းသားကြီးဦးညွန့်ဝင်းကတကယ်တော့သဘင်နဲ့မျိုးရုပ်ကနေစဉ်တက်လာခဲ့တဲ့ဒုတိယပဲဖြစ်ပါတယ်။မျိုးနဲ့ရုံနဲ့သဘင်ပညာကိုလောက်ကန်ခဲ့ပေမဲ့သူ့ရဲ့လက်ထက်မှာတော့အအောင်မြင်ဆုံးရုပ်ရှင်မင်းသားအဖြစ်ပြောင်းလဲသွားခဲ့ရတဲ့မင်းသားကြီးဦးညွန့်ဝင်းရဲ့ဘဝစကြောင်းကို ဒီကနေ့တင်ဆက်ပြောပြပေးသွားမှာဖြစ်ပါတယ်။သပင်ပညာလောကမှာမသိတူမရှိအောင်ထင်ရှားကြော်ကြားတဲ့အလင်္ကာကျော်စွာရွှေမန်းတင်မောင်ကိုတော့ယနေ့အချိန်ထိမှတ်မိနေကြအောင်ပါပါ။ရွှေမန်းတင်မောင်ရဲ့တာမီးယန္နာခုနှစ်ယောက်ထဲမှာမင်းသားကြီးဦးညွင့်ဝင်းကတော့အကြီးဆုံးသားဖြစ်ပြီးချိုးကျွန်တဲ့အမွေအနှစ်တွေကိုဆက်ခံထားနိုင်တဲ့သူပဲဖြစ်ပါတယ်။မင်းသားကြီးညဝင်းကို1942ခုနှစ်မတ်လ10ရက်နေ့မှာမွေးဖွားခဲ့ပြီးမီတာစုအားကိုအားထားပြုရတဲ့အသားကြီးဆုံးအဖြစ်ရည်တည်နိုင်ခဲ့ပါတယ်။ အင်တန်ကထွချွန်တူတရားဖြစ်တာကြောင့်အင်္ဂလန်နိုင်ငံကိုသွားရောက်ပြီးပညာသင်ကြားရင်းနဲ့အနုပညာပိုင်းဆိုင်ရာကိုလေ့လာစီးပူးခဲ့ပါတယ်။ဇက်ခွန်အလင်းအမောင်နဲ့စတန်ပိုင်းဆိုင်ရာဒီပလိုမာဖွဲ့ကြီးကိုရယူပြီးတဲ့နောက်ပိုင်းမှာတော့မြန်မာနိုင်ငံကိုပြန်လာပြီးအနုပညာလှုပ်ရှားမှုတွေပြုလုပ်ခဲ့ပါတော့တယ်။ဒါပေမဲ့ပတ်ကင်ဖြစ်သူရွှေမန်းဦးတမောင်ရဲ့ခြေရာကိုစက်ကံပြီးဇက်တပင်မင်းသားအဖြစ်နဲ့ကပြဖြောပြဖို့အတွက်ကိုတော့ပါမီမပါဘူးလို့ခံမှန်းကမ်းမိပါတယ်။ ဒါကြောင့်ကိုဘာဒါကိုစဉ်းစားသုံးသပ်ပြီးတဲ့နောက်ပိုင်းမှာတော့ဖခင်နဲ့ရင်းနှီးရဲ့ဒရိုက်တာတယောက်နဲ့ပူးပေါင်းပြီးပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးကိုစတင်ရိုက်ကူးခဲ့ပါတော့တယ်။တဖြည်းဖြည်းနဲ့ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးခြင်းအရင်ရလာခဲ့တဲ့နောက်ပိုင်းမှာတော့ဘန်ဒိုလူလေးနဲ့သူစားရုပ်ရှင်ဇာတ်ကားကြီးမှဝက်ဝက်ခွဲအောင်မြင်လာခဲ့ပါတယ်။ဒီစကားကြီးနဲ့ပဲပထမဆုံးအချိန်အကယ်ဒမီစုကြီးကိုရယူခဲ့တဲ့နောက်ပိုင်းမှာတော့နောက်ထပ်ထပ်မံရိုက်ကူးတဲ့ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှလည်းအောင်မြင်ခဲ့ပြီးအကယ်ဒမီစုတွေကိုအများအပြားသိမ်းပိုက်ရရှိလာနိုင်ခဲ့ပါတယ်။ ဖခင်ဖြစ်သူကလည်းသူ့ရဲ့တပင်ပညာမျိုးရုပ်ကိုတာအကြည့်ဖြစ်သူကမဆက်ခံနိုင်ခဲ့ပေမဲ့အနုပညာလောကရဲ့အထူးကျုံဆုံးနေရာမှာယက်တည်နိုင်ခဲ့တဲ့အတွက်ဝမ်းမြောက်ဂုဏ်ယူနေခဲ့ပါတယ်။အနုပညာအရာမှာဆိုရင်တရုတ်ဆောင်အိုက်တင်လဲပြည်ပြင်းလုံးလာတဲ့လို့ရုပ်ရှင်ရိုက်ကွင်းတွေမှာလည်းသူတင်ယူခဲ့တဲ့ပညာရက်တွေနဲ့ပူးပေါင်းပြီးတော့အကောင်းဆုံးဆိုတဲ့လက်ရမြောက်ဇာကားတွေကိုဖန်တီးထုတ်လုပ်နိုင်ခဲ့ပါတယ်။မင်းသားကြီးဦးညွင့်ကိုကြည်ပြီးကျန်တဲ့မင်းသားမင်းသမီးတွေကအတူယူလေးစားရတဲ့အထိအနုပညာလောကရဲ့ဆရာတစုအဖြစ်ရည်တည်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့အကယ်ဒမီစုကြီးခုနှစ်စုကိုရယူပိုင်ဆိုင်ခဲ့ပြီးတဲ့နောက်မြမအနုပညာလောကရဲ့တမိုင်းချောင်းတလျှောက်မှာအကယ်ဒမီရွှေစင်ရုပ်ထုကြီးကိုအများဆုံးပိုင်ဆိုင်တဲ့မင်းသားအဖြစ်လဲစံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ဇနီးဖြစ်သူနဲ့တာသမီ၃ယောက်ထုံကားခဲ့ပြီးတာရတဲ့မိသားစုဘဝကိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။၂၀၂၃ခုနှစ်အသက်၈၂နှစ်အရွယ်မှာတော့ဘဝတစ်ပါးကိုကူးပြောင်းကွယ်လွန်သွားခဲ့ပြီး၂၀၂၂ခုနှစ်မှာတော့အလင်းငါကျော်စွာဘွဲကိုပေးရခြင်းခံခဲ့ရပါတယ်။ မြန်မာလူပညာလောကရဲ့ပြန်ဆန်ရှာမင်းသားကြီးတစ်လက်အဖြစ်နာမည်ပြတ်မရှိရပ်တည်နိုင်ခဲ့သူမင်းသားကြီးဦးညွင်ကိုသတိတရရှိကြပါသလားရှင်။နောက်ထပ်လည်းဒီလိုနာမည်ကြီးအနုပညာရှင်ကြီးတို့ရဲ့အကြောင်းကိုနေ့စဉ်တစ်ဆက်ပေးတော့မှဖြစ်တာကြောင့် channel လေးကို like and follow လေးလုပ်ပေးဖို့မမေ့ကြပါနဲ့ဦးနော်။